ရှရဏထိုက်တော်စကားလီကွန်ပထမစကားကပါလေမြင်းသူတွေထဲမှာနေမှာဥပတန်တေသူမြင်းသူတွေရဲ့ရှားထဲမှာနိပတန်တေနိပတိနေစွာနေရာဤဘာဆိုလိုတာလဲအချီနီသောမာနတွေနဲ့မြင့်နေတဲ့ဒီလောကကြီးထဲမှာအဲ့ဒီမာနတွေကိုရှော့ချပြီးတော့ မဝင်မမြင့်မင်းနဲ့နူးညံ့သိမ်မွေ့စွာနေရမယ်လို့ဆိုလိုတာတဲ့အချီးနီသောမာနတွေနဲ့တက်ကြွနေတဲ့လောကကြီးမှာမာနကိုရှော့ပြီးတော့နူးညံ့သိမ်မွေ့စွာကိုယ့်ကိုယ်ကိုနှိမ့်ပြီးတော့နေရမယ်တဲ့ဟုတ်လားဒီကိမိုက်မြတ်လောကကြီးကဘာတွေပဲမြင့်တာလဲလို့မေးရင်အဲ့ဒီမာနဆိုတဲ့အထင်တွေပဲမြင့်နေတာ ဘဝင်နေပဲမြင့်နေတာတကယ်မြင့်တာမဟုတ်ဘူးဟုတ်လားတကယ်ကြီးမိုက်မြလောကကြီးကဘာတွေနဲ့မြင့်နေတာလဲလို့မေးရင်မာနတွေနဲ့ပဲမြင့်နေကြတာအဲ့ဒါကိုဦးဇင်းတို့စာကကျူယိုးအလားအချီးနီးသောမမာနဖြင့်တက်ကြွနေသူလို့ဒီလိုသုံးနှုန်းတယ်ကျူယိုးထဲမှာဘာအနှစ်ရှိလဲဘာအနှစ်မှမရှိဘူးထဲထဲမှာမှုလေးလိုလိုအမေးကလေးလိုလိုအခေါင်းကလေးလိုလိုဟုတ်လား ဘလောက်ခိုင်မာတယ်လဲအဲ့ဒီကျူယိုးဟာဘလောက်မှမခိုင်မာဘူးအဲ့ဒီလိုကျူယိုးအလားအချင်းဤသောမမာနာတို့ဖြင့်တက်ကြွနေတဲ့အကာတို့ဖြင့်သာလဲမြင့်မားနေတဲ့ဒီလောကကြီးထဲမှာမမာနာကိုနှိမ့်ချပြီးတော့နူးညံ့သိမ်မွေ့စွာနေတတ်ထိုင်တရမယ်ပြောတတ်ဆိုတတ်ရမယ်ဟုတ်လားအေးပထမစကားတခုပြီးကြဆို့ ဥပတံဒီတုနိပတိနိပတံဒီတုဥပတိနိပတံဒီတုအစသာရာရာနိုင်ကြနေတဲ့ဒီလောကကြီးမှာဥပတိမြင့်စွာနေရာဤနိုင်သူတွေရဲ့ဂျာရဲမှာမြင့်စွာနေရမယ်ဟုတ်လားပေတတုကဉာဏ်ရှိပါတယ်ဒီလောက်ဆိုလို့ရှိရင်တော်တော်လေးတောင်ရှိမိမယ်လို့အစဉ်ကထင်တယ် နေသူတွေရဲ့ကြားထဲမှာမြင့်စွာနေရမယ်လောကကြီးဟာဘာတွေနှိမ့်ကြနေလဲကိုကျင်တရားတွေနှိမ့်ကြနေတယ်ဟုတ်လားဒီကိမိုက်များကိုကျင်တရားတွေနှိမ့်ကြနေတယ်စိတ်ဓာတ်တွေအောက်တန်းကျနေတယ်လူတွေလည်းပြောနေတာပဲပစ္စည်းတွေကတော့အင်မတန်တိုးတက်တယ်အင်မတန်ခင့်မိတယ်ခလုတ်လေးတစ်ချက်နှိမ့်လိုက်အလုပ်တွေအများကြီးလုပ်တယ်ဟုတ်လား လိုက်လို့မမီလောက်အောင်ပစ္စည်းတွေရဲ့တိုးတက်မှုကတော့ခေါင်းဆိုင်နေပြီဒါပေမဲ့သတ္တဝါတွေရဲ့စိတ်ဓာတ်ကတော့အောက်ကိုပြားပြားဝတ်အောင်ကျနေတယ်လို့ဥစဉ်ထင်တယ်ဟုတ်လားတခါယူမိုက်မြတယောက်ကိုတယောက်ယုံကြည်စိတ်ချရတာတွေဒီခေတ်ကြီးမှာရှိသေးသလားမရှိတော့ဘူးညီကိုချင်းတောင်မယုံရဘူးညီမချင်းတောင်မယုံရဘူးသားမိချင်းတောင်မယုံရဘူးကျန်တာတွေမပြောနဲ့တော့ဘာပြောတာလဲစိတ်ဓာတ်တွေကိုချင်းတရားတွေသိခါတွေ ဘာဖြစ်နေပြီလဲအောက်တန်းကျနေတယ်တဲ့အဲ့ဒီလိုအောက်တန်းကျနေတဲ့လောကကြီးထဲမှာအများမိုးကားရေတောက်တိုင်းကမတောက်နိုင်ဘူးလို့ကိုကိုကိုတင်းပြီးတော့ခြင်သေးတို့မြည်ဒီငတ်တော်လေးပဲမြက်ကိုတော့မစားဘူးဒီစိတ်မျိုးဒီစိတ်မျိုးကိုပြောတာနော်တခါဒီမိုက်မြန်အဲ့ဒီလိုအစမ်းသာရရနှိမ့်ချနေတဲ့လောကကြီးထဲမှာမိမိရဲ့ကိုခြင်းတရားမိမိရဲ့စိတ်ဓာတ်ကိုမြင့်ပြီးတော့ဗာလဲနေတတ်ရမယ် ုတ်လားဥပတ္တေတုနိပတိနိပတ္တံတေတုဥပတိဝတိဝသမဏေတုဓမ္မမာနေတုဓမ္မိတတိယစကားကိုသွားကြရအောင်ဝတိဝသမဏေတုအဝသမဏေတုမနေသူတွေရဲ့ကြားထဲမှာဝတိနေထိုင်ရ၏မနေတဲ့သူတွေကြားထဲမှာနေရမယ်ဟုတ်လားပါတယ်လေ မနေတဲ့သူတွေကြားထဲမှာနေရမယ်ဘယ်လိုမနေတာလဲဘယ်လိုနေရမှာလဲစကားရဲ့အသေးပဲလေးကိုစစ်စစ်ပေါက်ပေါက်ခွဲခြမ်းစိတ်ပြကြည့်ရမယ်လောကကြီးကဘယ်လိုမနေတာလဲလို့မေးရင်တရားနဲ့မနေတာဘိဒေဘာနဲ့မနေတာလဲတရားနဲ့မနေတာမြင့်မြတ်မှုနဲ့မနေတာစင်ကြယ်မှုနဲ့မနေတာတိုင်းရိုက်ပြောရရင်ကောင်းကောင်းမနေတာ ပိတ္တိဘလူမနေတာလဲအဲ့ဒီကောင်းကောင်းမနေတဲ့ကြားထဲမှာကိုကကောင်းကောင်းနေရမယ်လို့ဆိုလိုတာဟုတ်လားမေတ္တာတရားတွေနဲ့မနေနိုင်ကြတဲ့လောကကြီးထဲမှာမေတ္တာတရားနဲ့နေရသီခံမှုတွေနဲ့မနေနိုင်တဲ့လောကကြီးထဲမှာသီခံမှုနဲ့နေရမယ်မြင့်မြတ်ရှင်ကျင်မှုနဲ့မနေနိုင်တဲ့လောကကြီးထဲမှာမြင့်မြတ်ရှင်ကျင်မှုနဲ့နေနိုင်အောင်ကြိုးစားရမယ် အေးချမ်းမှုကိုတံပိုးထားပြီးတော့မနေနိုင်တဲ့လောကကြီးထဲမှာအေးချမ်းမှုကိုတံပိုးထားပြီးတော့နေရဟုတ်လားအေးဒါကြောင့်ဘာကိုဆိုလိုတာလဲဆိုရင်သဘောပေါက်ကြပြီနော်ကောင်းကောင်းမနေနိုင်တဲ့လောကကြီးထဲမှာကောင်းကောင်းနေဖို့ကြိုးစားကြရအဲ့ဒီလိုကောင်းကောင်းနေမယ်ဆိုလို့ရှိရင်ချမ်းသာမှာတည်ကြပေါ့ဘယ်ဟုတ်ပြီလားစကားဘယ်နှခုပြီးသွားပြီလဲ သုံးကုန်ပြီးသွားပြီဟုတ်လားဥပတ္တေတုနိပတိနိပတ္တံတေတုဥပတိဝတိဝသမာနေတုဓမ္မမာနေတုနောရမိနောက်ဆုံးစကားလေးသွားကြရအောင်ဓမ္မမာနေတုပျော်မွေ့နေကြတဲ့လောကကြီးမှာနောရမိမပျော်မွေ့ပဲနေထိုင်ရည်ပျော်သူတွေရဲ့ကြားထဲမှာမပျော်ဘဲနဲ့နေရမယ် ဦးဇင်းရဲ့ပြောတာဟာကောင်းတဲ့ကိစ္စမဟုတ်လားလို့မေးတယ်ရရှိတယ်နော်ဒကာကြီးတို့မိုက်ပြောတာဟာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတရားနဲ့ပြောတယ်ဆိုလို့ရှိရင်ဒုက္ခမျိုးစိဖြစ်တဲ့အတွက်ကြောင့်အပျော်ကနေအပျော်အပျော်ဒီလိုကူးသွားတယ်ကာမနဲ့ပြောလို့ရှိရင်တော့ဒုက္ခမျိုးစိဖြစ်တဲ့အတွက်ကြောင့်အပျော်တပဲသားအတွက်အပြင်းတပိတ်သာပေးရလိမ့်မယ်နော်ဒကာကြီးတို့မိုက်မြသူလည်းပဲပြောတော့ပြောเสียရပါပဲ သို့သောဆုံးခန်းတိုင်အောင်ပြောစီတဲ့အရာတော့မဟုတ်ဘူး။ဒါကြောင့်ပြောသူတွေကြားထဲမှာမပြောပါနဲ့ဆိုတာဘာပြောတာလဲဆိုတော့မြင်ရတာနဲ့ပြောနေတဲ့လောကကြီးကြားရတာတွေနဲ့ပြောနေတဲ့လောကကြီးဟုတ်လားနားရတာတွေစားရတာတွေထိတွေ့ရတာတွေနဲ့ပြောနေတဲ့လောကကြီးထဲမှာအဲဒီလိုအပျော်မျိုးတွေကိုလျှော့ပြီးတော့လေးနဲ့တာတွေနဲ့ပြောနိုင်အောင်ကြိုးစားရမယ် ဆိုလိုတာကကာမဂုဏ်တွေနဲ့ပြောနေတဲ့လောကကြီးထဲမှာကာမဂုဏ်နဲ့မပြောနဲ့လို့ပြောတာအန္တရာယ်ရှိလို့ဘိတ္တိဘာကြောင့်မပြောနဲ့လို့ပြောတာလဲအန္တရာယ်ရှိလို့